မန္တလေး FM ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဘန်းတူတသက်ရဲ့ကျွန်တော်တို့မန္တလေးအစီအစဉ်ကိုနားဆင်နေကြတဲ့တော်တန်းရှင်ပရိသတ်များအားလုံးကိုစိတ်နှလုံးသုံးပါစလုံးကြည်နွှွှင်ပြရှိကြပါစေလို့ဆုတောင်းမြတ်တာပို့သအပ်ပါတယ်ရှင်။ တို့မန္တလေးစီစဉ်ဆိုတာမန္တလေးမြို့ရဲ့ထင်ရှားကျော်ကြားတဲ့သမိုင်းဝင်နေရာတွေမန္တလေးမြို့ရဲ့ချစ်စရာကောင်းတဲ့ဆနလရာပြီးပွဲလန်းသပင်အခမ်းအနားတွေမန္တလေးအစားအစာတွေမန္တလေးမြို့ရဲ့ယဉ်ကျေးမှုအမှုပညာတွေနဲ့စာပေဂီတသပင်ရုပ်ရှင်စတဲ့နေပေအသီးသီးကကျော်ကြားထင်ရှားလူသိများတဲ့လူပုဂ္ဂိုလ်တွေရဲ့အကြောင်းအရာတွေအပြင်တွတ်တက်ခင်မီပြောင်းလဲနေတဲ့မန္တလေးရဲ့ပုံရိပ်တွေကိုတင်ဆက်ပေးသွားမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ရှင်ဒီအစီအစဉ်ကိုတော့မန္တလေး FM ရဲ့မန်းသူကျွန်တော်တသက်ကနေတောင်း ီယိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရေဒီယိုချစ်သူတောတရှင်ပရိသတ်များရှင်။မြန်မာနိုင်ငံရဲ့တကူးကြီးမှာဖျားစီရီပထိုးများစွာထဲမှာမန္တလေးမြို့မှာရှိတဲ့မဟာမုနိရွှေရှင်တော်မြတ်ကြီးဟာလည်းတဆူအပါဝင်ဖြစ်ပါတယ်။မဟာမုနိရွှေရှင်တော်မြတ်ကြီးဟာမြမမာတာမကကဘာကဘာလေးစားရတဲ့တမိုင်းဝင်ရုပ်ပွားတော်တစုဖြစ်ပြီးမန္တလေးမြို့ရဲ့စက်တီဆောင် ထင်ရှားတဲ့ဘုရားတဆူဖြစ်ပါလေရှင်။မဟာမုနိရုပ်ရှင်တော်မြတ်ကြီးဆန်တော်မူရာကန္နာဂူရီအကြောင်းတော်ကြီးကမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ချမ်းမြတာစီမြို့နယ်ကျွန်းလုံးအုပ်ဆောင်ရက်ကွက်မှာတည်ရှိပါလေရှင်။မန္တလေးသူမန္တလေးသားများဟာမဟာမုနိရုပ်ရှင်တော်မြတ်ကြီးကိုမိမိတို့ရဲ့ဆွေဖုရားမျိုးဖုရားဖြစ်မှတ်ယူကြည်ညိုကြတဲ့အတွက်မဟာမုနိရုပ်ရှင်တော်လို့သုံးနှုန်းချင်းမပြုတ်ပဲဖုရားကြီးဆိုတဲ့အတုံးနှုန်းကိုသာအတုံးပြုခေါ်ဝေါ်ကြပါရဲ့ရှင်။ မဟာမုနိဘုရားကြီးကိုတက္ကရာ1146ခုနှစ်အမရပူရာမြို့တည်ပရင်ဘိုးတော်ပရုံမင်းရဲ့သားတော်သီရိမဟာဘိဇယသီဟသူရာဘွဲခံသားတော်အင်းရှင်မင်းကတညဝရီရခိုင်ပြည်ကနေရေချောင်းကုံချောင်းခရီးများဖြင့်အမရပူရာမြို့မြောက်ဘက်ကိုခင်းရင်းပင်မစွာလာပေါင်း၄လကျော်ကြာအောင်ပင့်ဆောင်ခဲ့ရတာဖြစ်ပါတယ်ပင့်ဆောင်ပြီးနောက်ပိုင်းမှာလည်းမင်းမိဘုရားမူမတ်ဝင်ကြီးအစဉ်အဆက်တို့ကဘုရားကြီးအတွက်ရွှေသိန်းချစ်ရွှေ မကရွှေဆောင်နှံရွှေစရက်စတဲ့ပစ္စည်းတွေနဲ့ပြတ်သက်ကြီးကို မုံမှန်ပြုပြင်လာခဲ့ကြတာကတော့ယနေ့ထက်တိုင်ပဲဖြစ်ပါလိမ့်ရှင်။ 1258ခုနှစ်မှာတော့ဘိုးတော်ဖះဆောက်လုပ်ခဲ့တဲ့ကန္နာကူရီတိုက်ကြီးကိုငုံပြီးကင်းဝမ်မင်းကြီးနဲ့အနောက်တိုင်းဘိသူကပညာရှင်တွေကလက်ရှိကန္နာကူရီတိုက်တော်ကြီးကိုတိဆောက်ခဲ့ကြတာပဲဖြစ်ပါတယ်ရှင်။ဒီကန္နာကူရီတိုက်ကြီးမတိဆောက်ခင်ကတက္ကရာ1245ခုနှစ်တကူးနာမှာမန္တလေးရတနာဘုံမိအရက်ကလောင်နေပြီးကြောင့်မဟာမုနိရုပ်ပွားတော်မြတ်ကင်းဝတ်တော်မူရာတစောင်းပြတ်သက်တော်ကြီးနဲ့တကွာ ဆောင်းနှန်းလေးတွေနဲ့ပဝန်းကျင်ကျောင်းတိုက်များမိသင့်လောင်ခဲ့ပါတယ်။ဒီမိသင့်လောင်မှုကြောင့်မဟာမုနိရုပ်ပွားတော်မြတ်မှာကတ်လူထားတဲ့ရွှေသားမခိုက်တော်နဗံတော်ဆလွေတော်များနဲ့အများကောင်းမှုများအားလုံးဟာ မိသည်ကိုပါသွားပြီးရုပ်ပွားတော်မူရင်းကတော့တစုံတရာချွေရင်းပျက်စီးခြင်းမရှိဘဲပကယ်ဤအတိုင်းတည်ရှိတော်မူခဲ့ပါတယ်ရှင်။ ခုလည်းနှစ်ပေါင်း142နှစ်အကြာ2025ခုနှစ်မတ်လ28ရက်နေ့ကလွတ်ခတ်ခဲ့တဲ့အင်အားကြီးမားတဲ့မန္တလေးငံလျင်ကြီးကြောင့်ကျွန်တော်တို့မန္တလေးသူမန္တလေးသားတွေရဲ့အသေးနှလုံးဆွေဖျားမျိုးဖျားဖြစ်တဲ့မဟာမူနီဖျားကြီးကလည်းကိုလုံးတော်မှာကြီးမားတဲ့ထိခိုက်မှုမရှိခဲ့ပေမဲ့ကန္နာကူရီကျောင်းတိုင်းမှာရှိတဲ့တိုင်လုံးအချို့ကျူးကျခဲ့တယ်လို့စိန်ဖူးတော်ကြီးလည်းမြေခပြီးစောင်းတဲ့အချို့ပြိုကျပျက်စီးမှုများရှိခဲ့ပါတယ်ရှင်။ဒါကြောင့်2025ခုနှစ် မန္တလေးငလျင်ကြီးမှာမဟာမုနိဖရာကြီးအတွင်ဘယ်နေရာတွေမှာဘလောက်ထိပျက်စီးဆုံးရှုံးခဲ့ရသလဲဆိုတာနဲ့ပြန်လည်တည်ဆောက်ရေးအတွက်ဆောင်ရွက်လုပ်ကိုင်နေမှုတွေနဲ့ပတ်သက်ပြီးပြပြဆုံဆုံလေးသိရအောင်လို့မန်းသူကျွန်တော်ကမဟာမုနိဖရာကြီးကောပကဥက္ကဋ္ဌဥမြဝင်းကိုတွားရောက်တွေ့ဆုံပြီးတော့မေးမြန်းကြည့်ခဲ့ပါရရှင်ပထမဆုံးပြည်သက်တွေနားဆင်ရမှာကတော့မဟာမုနိဖရာကြီးမှာငလျင်ကြောင့်ပျက်စီးသွားခဲ့တဲ့ပျက်စီးမှုများအကြောင်းပဲဖြစ်ပါရရှင် င်္ဂလာပါမန္တလေးမြို့မာမူဒီ ုချင်တော်မြတ်ကြီးရဲ့ဂောဘကဥက္ကဋ္ဌကျွန်တော်ဥမြဝင်ဖြစ်ပါတယ်ကျွန်တော်တို့28ရက်3လ2025ရက်နေ့ကနေ့လယ်ပေါ်ဒီ7နာရီနဲ့52မိနစ်မှာငလင်းလှုပ်ခတ်ပါတယ်အဲဒီလှုပ်ခတ်တဲ့အချိန်မှာပထမအချိန်မှာပဲကျွန်တော်တို့ငလင်းဟာဘုရားကြီးရဲ့ကျွန်တော်သူ့အနာပါတ္တရွှေချောင်းတော်မှာရှိတဲ့အယံစီတီတီတရင်ကွေတွေနောက်ဘုရားကြီးပတ်ဝန်းကရှိတဲ့ကျွန်တော်တို့ပြရိုက်တွေဇေဒီပထိုးတွေပေါ့လေဒါတွေကတော့ပထမငလင်းလှုပ်ခတ်တဲ့အတွေ့ဘုရားဆောင်းနှန်းတွေပေါ်ရတဲ့အဲ့ဒီပေါ်ဇေဒီတွေပြုတ်ချ ာပါတယ်မြေမာခတာပေါ့ဒုတိယအကြိမ်မှာထပ်လုပ်တဲ့အခါကျတော့အလင်းကပိုပြင်းလာတယ်ပေါ့ပြင်းလာတဲ့ဒုတိယအကြိမ်ကျတော့ကျွန်တော်တို့ကဖီးယားကြီးရဲ့ချက်မြင့်သုံးတာကရှိတဲ့ဂျေရီယန်198စုဒဇင်ပန်းငွေ105ဝယ်ရှိတယ်ဒီပေါ်မှာဂျာနာလေးတွေကလည်းအားလုံးကရန်လေးတွေရှိတယ်ဒါလေးတွေကအတော့မြန်မြန်ဆဆအောက်ကိုမြေမာခပါတယ် ခရကကြလို့လဲအပေါ်မှာဒုတိယကျင်းကြဒိတ်ဘူးတော်ကြီးကအောက်မှာမြေခပါမြေခပြီးတော့လဲထီးတော်ကြီးနေတာလဲနည်းနည်းလေးစောင့်သွားတာပေါ့လေသူ့နဘတ္တရွှေကျောင်းတော်ကြီးမှာတိုင်ပေါင်း130နှလုံးရှိတယ်သူတို့ကူးဆက်ထားတဲ့ဂုံးတွေရှိတယ်ပေါ့ဒီဂုံးတွေကကျွန်တော်တို့ကအရှိဘက်အနောက်ဘက်တောင်ဘက်မြောက်ဘက်မှာရှိတဲ့ဂုံးတွေဟာအရှိဘက်မှာတော့မာမုဏိရုပ်ရှင်တော်မြတ်ကြီးရဲ့ကိဉ္ဝတ်စံပယ်တဲ့ကန်ကွဲရဲ့မျက်နှာတော်ပေါ့လေအဲ့ဒီအပိုင်းမှာတော့ကျွန်တော်တို့ကအနေချင်းတော့ဒါတိုင်နေမှာအထိကိုက်တယ်နောက်တောင်မြောက်ပေါ့အဲ့ဒီကလည်းနည်းနည်းစမြင့် ောင်းဆောင်တွေကတော့နည်းနည်းပါးပါးပြိုကျပျက်စီးတယ်။နောက်အနောက်ဘက်မှာရှိတဲ့အောင်မြေကျတော့ဒုတိယကျိန်လှုပ်ခတ်လိုက်တဲ့အခါကျတော့ကျောင်းတော်ကြီးမှာရှိတဲ့ကျွန်တော်132တိုင်ခုနှစ်တိုင်ရတခါလည်းပြိုသွားတယ်။အပေါ်ကနေပြီးတော့ညနေချက်လည်းနည်းနည်းပြိုကျသွားတယ်။ရှေ့ဆောင်တော်ဥပဒါခပြတ်မှာကျွန်တော်တို့ကပြိုကျပျက်စီးတာဟာအဲ့နာမှာတော့များတာပေါ့လေ။မဟာမုနိဖြစ်ပလဝန်မှာရှိတဲ့ပြတိုက်တွေခေါမိုးတွေရတော့ပြိုကျတယ်။နောက်ဘုံ90မှာရှိတဲ့ဓိတော်ပေါ့လေ။ဓိတော်ရဲ့အပေါ်ထက်ပိုင်းမှာရှိတဲ့စိန်ဘူးတော်အောက်မှာမြေကတယ်။အဲ့ဒါလည်း၃ဘိုင်း င်းဖြစ်သွားတာပေါ့နောက်တစ်ခါစိတ်မှုတော်ရဲ့အပြင်းပိုင်းတွင်ပိုင်းအောက်ကကလပ်ပေါ့အောက်ကအဲ့ဒီမှာတက်ဆက်သေးပေါ့လေတူပိကာရဲ့ထီတော်ရဲ့ မျက်မျက်မနာရဲ့စိတ်မှုတော်ရဲ့တသားတဲ့ဒီကောင်ကမန္တန်ကနေတော့ထိတ်ကျုပ်လာတဲ့အခါကျတော့အဲ့ဒီမန္တန်ကြီးကနေပြီးတော့စိတ်မှုတော်ပြောတဲ့နည်းနည်းလေးတိတ်ဆောင်သွားတာပေါ့အင်မတန်မှဒါဝန္ဒစီကလည်းကောင်းပါတယ်ကိုယ့်ရဲ့ဗုဒ္ဓဘာသာတွေရဲ့အထွတ်မြတ်ထားတဲ့သာသနာတော်မှာကြီးညိုပွေရာဖြစ်တဲ့ရဟန်းရှင်တို့ပြည်သူတွေပူတာဒီလိုဖြစ်သွားတဲ့အခါကျကျွန်တော်တို့တက်တက်မှဘာမှဒါတွေကမကြုံဘူးပေါ့လေဒီလိုဖြစ်သွားပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာပြည့်စည်တာတော့အားလုံးဟာ65နှစ်ရာရှိပါတယ် မန္တလေးငလျင်ကြီးကျောင်းမဟာမုနိဘုရားကြီးထီးတော်နဲ့အတူဘုရားကြီးနဲ့ဆက်ဆိုင်တဲ့နေရာပေါင်း65နေရာလောက်ဟာပျက်စီးမှုတွေရှိခဲ့တဲ့အကြောင်းမဟာမုနိဂောပကဥက္ကဋ္ဌဦးမြဝင် ရှင်းပြလို့သိရှိခဲ့ရပါတယ်ရှင်။မဟာမုနိဘုရားကြီးဟာမြမပြည်မှာရှိတဲ့ယဟန်ရှင်လူပြည်သူတွေသာမကကမ္ဘာကောင်းဆောင်တွေအတောင်လာရောက်ဖူးမြော်ရတဲ့ဘုရားဖြစ်တာမို့ဘုရားကြီးနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များရဲ့မှာကြားဆောင်ရွက်မှုလုပ်ငန်းစဉ်တွေရှိသလားဆိုပြီးတော့ ့မန်းသူကျွန်တော်ကမေးကြည့်ခဲ့ပါသေးရဲ့ရှင်ဒီအကြောင်းကိုလည်းမဟာမုနိဘုရားကြီးကောပကဥက္ကဋ္ဌဦးမြဝင်းကအခုလိုမျိုးပြောပြခဲ့ပါတယ်ရှင် ငလေးကပြီးသွားတယ်နင်းနေနေတည်းတည်တော့လှုပ်တာပေါ့လေလှုပ်ခတ်ပြီးငြိမ်သွားတဲ့အခါမှာနောက်အဲ့နေညမှာပဲမန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဆယ့်နှစ်နာရီမှာကျွန်တော်တို့ရှိရောက်လာပါရောက်လာပြီးတက်ဆိုင်ရာဌာနဆိုင်တွေအားလုံးပါတယ်ပါတဲ့ကကြတော့သူတို့အဲ့မှာတော့အရှိဆုံးတော့ဥပဒေကပြတ်မှာကျွန်တော်တို့ကပြူကြပြက်စီးတာအဲ့နာမှာတော့များတာပေါ့လေကြတော့အဲ့နေရာကိုကြည့်တယ်ကြည့်ပြီးကျွန်တော်တို့လိုအပ်တာတွေကိုထယ်ရှားဖို့ပေါ့လေနန်းညွန်ပါတဲ့အနီးကတိကျပြီးလေပိုင်းတိုင်းစစ်ဌာနချုပ်နဲ့မန္တလေးမြို့ ချင်းပြန်တရားရင်နဲ့ပရိဒတ်သင်းနေရနေပြီးလာရောက်ပြီးကွန်ကြီးရောက်ပြီးပါတယ်။နောက်29ရက်နေ့နေ့လယ်တနာ yı ခွဲတော့မှာတော့နိုင်ငံတော်ကြီးကရောက်တော့အဲ့ဒီချိန်မှာပဲနိုင်ငံတော်ကြီးကကြည့်ပြီးအဲ့ဒါကိုအမြန်ဆုံးပေါ်လေဖြူပြန်တဲ့တက်မှတ်ဖို့ဆိုတာဘောဘကအဖွဲ့အားလုံးပေါ်လေနိုင်ငံတော်ကြီးကနဲ့နောက်တခါတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အလဲပိုင်းတိုင်းစစ်တပ်သားချုပ်နဲ့တက်ဆိုင်ရာဌာနဆိုင်ရာကြီးကတွေနဲ့ပြောသွားတယ်ကွာ ကျွန်တော်နောက်တစ်နေ့မှာကျွန်တော်တို့ပညာရှင်တွေသူတို့ရောက်လာပါပညာရှင်နဲ့မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဒုတိယဥက္ကဋ္ဌငလျင်ဒုတိယဥက္ကဋ္ဌနောက်တော့ကဗကံခေယပြင်းတဲ့ပုဂ္ဂိုလ်တွေရောက်လာ ရောက်လာပြီအဲ့ဒါကိုကြည့်ပြီးတော့ညံနေပါလေဆင်ပါလေဆင်တဲ့ကတော့အပေါ်မှာလည်းတူပိကာနေပြီးတော့အက်ကွဲသွားတဲ့ခါကျအခက်ခဲပေါက်ကွန်များစွာနဲ့လုံနိုင်ခဲ့ပါဘူးအဲသို့တော်လည်းပတ်ဝန်းကျင်မှာကျွန်တော်တို့အိုင်းဒီယာစပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ချေအောင်အဖွဲ့လေပိုင်းတိုင်းစစ်ဌာနရုံးနဲ့အင်ဂျင်နီယာအဖွဲ့မြန်မာမှုနောက်ဂောဘကအဖွဲ့ပြည်သူပြည်သားတွေရောနောက်တစ်ခါကျွန်တော်တို့ဗရိုက်တာအတင်းနေအားလုံးရောက်ရှိလာပြီးဒီသူနာပါတရွှေချောင်းတော်ကြီးမှာတို့ကြပျက်စီးတဲ့အုံကျိုးတွေတို့ဖရားရဲ့ကြီးတော်တွေတို့အဲ့ဒါတွေက ာရှင်းရပါတယ်အဲ့လိုရှင်းတဲ့အခါမှာလည်းကျွန်တော်တို့ဒလနိဗ္ဗာန်ပေါ်လေးရှင်းတဲ့အခါကျတော့အောက်မှာတော်တော်လေးတန့်ရှင်းသွားပါတယ်တန့်ရှင်းတဲ့အခါမှာဒုတိယချိန်မှာနိုင်ငံတော်ကြီးကချက်ကိုရဲ့လေးလမှာလာပါတယ်လာပြီးမှအိမ်မှာကြီးတဲ့အခါကျဘောပကအဖွဲ့အနေပြီးတော့မြေမာခတဲ့စိန်ဘူးတော်ပြပါတယ်နောက်အိမ်မှာထီတော်ကြီးကလည်းတင်းချောင်းသွားတာကိုပြန်လဲတက်မှတ်ဖို့ပြောညမ်းရှင်ဖို့အိုက်ကြမှာပြန်ညမ်းရှင်ရပါတယ်အိမ်မှာလည်းသူကျောင်းတော်ကြီးကိုလက်ပတ်ချီပြီးသွားပြီးမှပဲယဟန်ရှင်တို့ပြည်သူဟူဖို့ပေါ့လေဩဝါဒခံယူပါဩဝါ ါဒခံယူတဲ့အခါမှာဩဝါဒမှာတန်လေမင်းကျောင်းဆရာတော်ကြွလာတာနဲ့ကြုံကြိုက်တာနော်ဩဝါဒလည်းအဲ့တော့ချက်တပါးလည်းဩဝါဒပေးထားတဲ့အခါကျတော့ကျွန်တော်တို့ဒီကျောင်းတော်ကြီးမှာရှေးအောင်သူတေသနနဲ့အင်ဂျင်နီယာနဲ့မြမမှုနဲ့လေပိုင်းတိုင်းစစ်ဌာနကျုံနဲ့မန္တလေးတိုင်းဒေသကြီးကျွတ်တဲ့ဂောပကအဖွဲ့နဲ့ပေါင်းဆက်ပြီးမှကျွန်တော်တို့ညှိနှိုင်းတိုင်ပင်ပြီးမှအနာဂတ်အတွက်ကိုဒါကြီးဘယ်လိုပြုပြင်ကြမလဲဆိုတာကိုဒါအချိဝေးချိန်ချိန်လောက်ရတယ်ပါတယ်လောက်ပြီးမှပဲကျွန်တော်တို့အဲ့လိုလုပ်တဲ့အခါကျတော့လက်ရှိအနေထားရပေါ့လေမဟာမူလီကိမ့်ဝတ်စံပုတ် ဲ့ကာဏဂုတိတိုက်ရှင်းမြတ်နေတော်ကိုရဟန်းရှင်တွေပြည်သူဘုဘုဂုံးနေနဲ့ထောက်တိုင်နေကျွန်တော်တို့လောက်ရပါတယ်အဲ့ဒီဂုံးနေထောက်တိုင်နေလောက်ပြီးတဲ့အခါမှာကြက်ခိုင်မှုရှိပြီဆိုမှပဲဘုရားဘုဘုကျွန်တော်တို့ကပထမဆုံးစပ်သွင်းတယ်ပထမဆုံးစပ်ကြ20ရည်နေပါ20ရည်နေမှာပဲမနေ့ပိုင်းနဲ့ဒိနာရီမှာရေတော်ဆရာတော်ပြင့်ပြီးဒီဘတ်တာအဖွဲ့နဲ့ကျွန်တော်တို့မျက်နှာတက်ပါတယ်မနေ့10နာရီကိုနေကစားတက်ပါတယ်ညနေ3နာရီမှာကျွန်တော်တို့ပြေးရွတ်ပါတယ်ပြေးရွတ်ပြီးမှအဲ့ဒီနေမှာပဲကျွန်တော်တို့အခမ်းအနားရုပ်သိမ်းရပါတယ် ကဆုံနာပြည့်နေ့မှာပဲကျွန်တော်တို့ကရဟန်းရှင်တို့ပြည်သူတွေကိုကျွန်တော်တို့လွှင့်ထားပါတယ်ဒီကြားထဲမှာလည်းဒီဖျားမဖွင့်ဘူးပေါ့ဘုရားပြတဲ့ရှေ့မှာကျွန်တော်တို့ LED ထောင်ပြီးအများသူငါပူးနိုင်အောင်ညနေ့ပြထားပါတယ်အချိန်တော့တတ်မှတ်ထားတာပေါ့မနေ့7နာရီကနေညနေ6နာရီထိပေါ့9နာရီထိအဲ့လောက်ပဲကျွန်တော်တို့အဲ့တော့လုပ်ကဆုံနာပြည့်နေ့ကစပြီးမှကျွန်တော်တို့ကအဲ့ပဲ LED တိမ့်ပြီးမှဖျားကြီးကိုစပြီးအဖူးခံပါတယ်ရဟန်းအဲ့ရမှာကျွန်တော်တို့တစ်ချက်နဲ့တစ်ချက်ပေါ့လေ ဥပ္ပတိုင်းကိုတလောက်၄ချိန်ပေါ့ကျွန်တော်ဖူးပွင့်အခုဆိုရင်ကျွန်တော်တို့ကနေုံနာဆန်းရှိနေရစပြီးချွေတင်ငန်းကတ်တဲ့တင်ငန်းတို့ပူဇော်ခံခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့ရမ်းရှင်လူပြည်သူတွေနဲ့28ရက်3လလောက်ကတ်သွားတဲ့ငလီရင်ရဲ့အပိုင်းကနေပြီးတော့ကျွန်တော်တို့လက်ရှိအနေထားရောက်ပါတယ် က်လက်ပြီးမန်သူကျွန်တော်မေးကြည့်တာကထီးတော်စိန်ပူးတော်ဆောင်ရွက်လုတ်ကန်နေမှုများအကြောင်းပါဒီအကြောင်းကိုလည်းကောပကဥက္ကဋ္ဌဦးမြဝင်းကအခုလိုမျိုးရှင်းပြခဲ့ပါတယ်ရှင်ကျွန်တော်တို့အခုလက်ရှိထီးတော်ကြီးကိုအပေါ်မှာတက်မှတ်လို့မရတဲ့အတွေ့အနည်းရဲ့၅လမှာကော်မတီဖွဲ့တယ်အားလုံးကျွန်တော်တို့ကလုပ်ငန်းကော်မတီနဲ့ဒီ၆ပြုပြည်ရေးကော်မတီဂရီနဲ့ဖွဲ့ဖွဲ့ရတယ်အဲ့တော့ဒါလုပ်ငန်းကော်မတီကြတော့တိုင်းဒေသကြီးအစိုးရဘုံကြီးချုပ်ကနိုင်ငံကတွေပေါ့ ကျန်တဲ့ပညာရှင်တွေအားလုံးပေါ့လေ။တရားကြီးတိချောက်ပြုတ်ပြင်းတဲ့အစိတ်ပိုင်းမှာတော့ကျွန်တော်တို့မြို့တော်ဘုံကဥက္ကဋ္ဌပါ။ကျန်တဲ့မြန်မာမှုတို့အင်ဂျင်နီယာတို့ရှေးဟောင်းတို့ဘုရားနဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေပေါ့ပညာရှင်တွေအားလုံးဒီထဲမှာဖွဲ့စည်းထားပါတယ်။ဂောဘကအဖွဲ့ကလည်းပါပါတယ်။အဲ့ဒါကိုကျွန်တော်တို့ပေါင်းချပြီးလုပ်တော့ကော်မတီအဖွဲ့ကမြို့တော်ဥက္ကဋ္ဌကနေပြီးတော့ဒီထီတော်ကြီးကိုပြန်လဲတက်မှတ်ဖို့မဖြစ်နိုင်တဲ့အတွေ့အောက်မှာထီတော်ကြီးကိုပင့်ပါ။ပင့်မဲ့အခါကျကျွန်တော်တို့ကပြင်းဦးလင်ရဝိပတိဆရာတော်နဲ့ပဲပင့်လိုက်တယ်။မြေပြင့်ပြီးမှပဲကျွန်တော်တို့ အဲ့ထီတော်ကြီးကိုအပူကခန်းတဲ့နေရာမှာ ခဏထားတယ်ထားပြီးတဲ့အခါမှာကျွန်တော်တို့ဒါပေါ်မှာဖြီးတော်ကြီးကဘုံကိုးစင်ရှိပါတယ်ဘုံကိုးစင်ရှိတဲ့အခါကျတော့ညံတော်မြင့်ကချက်တတပီနဲ့သုံးလက်မှရှိတယ်ရွှေဘက်တဲ့ရဲ့အင်အားတော်26ပိတ်တာနဲ့၂ချက်နဲ့သူကသုံးရွေရှိတဲ့အခါကျလုံကြုံမှုအနေထားရှိတဲ့အခါကျကျွန်တော်တို့ရတနာပြတိုက်တဲ့ကိုကြောင်းရှိပြီးအဲ့ဒီကညံနေပိုင်းကိုသိရှိပြီးမှလုပ်တယ်ရှိရငါလာမှာကျတော့ခောပကအဖွဲ့ပေါ့လေကျွန်တော်တို့အားလုံးစီဝေးထိုင်လိုက်တဲ့ဩဝါဒခံယူပါတယ်ခံယူပြီးမှစိန်ဘူးတော်ကိုတစ်လို့ဖို့ဆိုရှိတယ်။ဘာကြောင့်လုပ်ရလဲဆိုတော့စိ င်ပုတော်တည်လို့ကိုဩဝါဒခံယူရခါကြဩဝါဒရင်းကနေကျွန်တော်တို့ကိုပါဩဝါဒပေးတယ်ဟုဆိုတာဆရာတော်တွေကမြေမာခတဲ့စင်ပုတော်ကအောက်မှာလဲနည်းနည်းပိတ်သွားတယ်ပေါ့လေဒါတချို့ဟာတွေကြောက်လဲအောက်ကကလတ်တွေက ကျိုးသွားတာတို့ပဲ့သွားတာတို့ရှိတယ်အတွင်းဟာတွေကနည်းနည်းပါးပါးပိတ်သွားတာတွေရှိတယ်စိတ်ဖို့တော့အားအလိုပဲရှင်းနေပဲကျွန်တော်တို့အဲ့ထဲကဇေနနာပြီးစီးတွေလည်းရခဲ့ပါတယ်တပိတ္တာကျော်ရပါစိတ်ဖို့တော့အားတော့အပိုင်းသုံးပိုင်းကျွန်တော်တို့ရတယ်ရတဲ့ခါကျဩဝါဒခိုင်းတော့ဒါကိုတော့အဟောင်းကိုတော့ပြတိုင်းမှာထည့်လိုက်ပါဂောဘကအနေနဲ့တတ်နိုင်ရင်လူခံပြီးယဟန်ရှင်သူပြုသူအများနဲ့ပဲဒါတွေကိုပေါင်းချက်ပြီးစိတ်ဖို့တော့တဲ့ကောင်းတဲ့ကောင်းအောင်လုပ်ပေးပါဘောဘကအနေနဲ့ခြောင်ရွက်ပါပြောတော့စိတ်မှုတော်ကိုချွေကော်မတီရပါလို့ဥက္ကဋ္ဌတိရိ ရွှေစင်အားရဲ့ရွှေလာမင်းရဲ့အောင်းအောင်စေကြိုက်ကဲကျွန်တော်တို့အပေါင်းချက်ပြီးရလှုပ်လိုက်တဲ့ခါကြတော့လက်ရှိစေမှုတော်ကအမြင့်နှစ်ပေရှိပါတယ်24လက်မကျွန်တော်တို့အချင်းလက်မကတော့6လက်မရှိပါတယ်ရွှေကတော့ဘာလို့လဲနှစ်ပိတ်တာနဲ့56ချက်သား ှိတယ်ပြန်လို့မဲ့အားကြအဲ့တဲ့ပူကောင်းအောင်ပေါ့အာမာမုန်ိဖီယာကြီးရဲ့ရွှေမိုက်ထုတ်တာတာလည်းရှိပါအများသူငါလူထားတဲ့ရွှေတွေလည်းရှိတယ်အဲ့ရွှေတွေရှိတဲ့ခါကျကျွန်တော်တို့ကဒီရွှေတွေကိုခေါ်ဘကကအသုံးပြုပြီးကောင်းတဲ့ကောင်းအောင်လုပ်ပါဆိုတော့ကျွန်တော်တို့နောက်ချိန်ပြုတော့ကြရွှေသုံးပိတ်တာကိုအချိန်ပြုတော့လုပ်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ဆုံးဖြတ်လိုက်တဲ့ကမှာပါရဲ့2000ခုနှစ်ကတင်ထားတဲ့ ठी ပေါ့အချိန်ပြုတော့လည်းဖြစ်တယ်2000ခုနှစ်ကဘာအောင်ဆိုတော့ဒုတိယဘုရုပ်ကြီးရဲမြင့်ရဲတိုင်းမှုဘုရုပ်ရဲမြင့်လေးရဲတင်ထားပါတယ်အဲ့တော့ခေါ်ဘကရဲ့ဒါဥက္ကရာတော့ဘုမှု ူကြီးမောင်ဘူးဖြစ်ပါတယ်။ဟိုဘူးမောင်ဘူးလက်ထက်မှာပဲသီးနဲ့ချိန်ပြီးတော့2000နှစ်ခွတင်ထားပါတယ်။အားလုံးကတော့တွေ့23နှစ်ရှိပြီပေါ့။ဒါတဲ့တဘာဝဘေးရန်တွေရှိတာကြောင့် မုံတိုင်းကြောင့်ဒါအစ်စ်ပြန်ထည့်ထားတာဒုတိယအကြိမ်ကျခုကျွန်တော်တို့2025 28သုံးလကြတော့ငလီယံပြင်းထန်နေတဲ့ဒါအောက်မှာကျွန်တော်စိတ်မှုတော်မြေခတဲ့အတွေ့ဒါကိုကျွန်တော်တို့ဟာဩဝါဒအခမ်းယူပြီးမှအစ်စ်ပြန်လုပ်တယ်ကျွန်တော်တို့အရင်လုပ်တဲ့စိတ်မှုတော်ရဲ့ပညာရှင်ဆိုတာဥကြော်စောတဲ့ဥတောင်းနဲ့ဥဆိုတိမ်တန်းဆိုတဲ့သုံးပညာရှင်ရှိပါတယ်စကိုင်းမှာခုလက်ရှိဥကြော်စောရဲ့အသားကိုကြော်ကြော်ကိုရွှေကော်မတီကနေခေါ်ပြီးမှကျွန်တော်တို့ဒီစိတ်မှုတော်ကိုပြပြီးမှဒီစိတ်မှုတော်ရဲ့ကောင်းသုံးမိတာနောက်အချင်းကတော့၁၇လက်မှရှိတယ်တလ က်မှပို့လိုက်ပါတယ်။နောက်အမြင့်ကတော့24မှာပါပဲ။နော်အဲ့ဒါတွေကိုကျွန်တော်တို့ကငကိုမူရင်တိုင်ပေါ့လေ။ဖရားရဲ့ဘုံတော်ကိုးပါးပေါ့။နောက်တစ်ကောင်မြတ်စွာဘုရား၄စုပွင့်သွားတာမူတဲ့ဖရားတွေပုံတော်ရဲ့ဒါမဟာမုနိဖရားပေါ့စိန်ဘုဒ္ဓမှာ၄စုမှာလည်းပူဇော်ထားတာတွေ့ရှိရတယ်။ဒီပုံစံတွေကိုရှေ့မပြက်ပေါ်လေကျွန်တော်တို့ကရွှေလေးချိန်လဲတိုးတယ်နောက်တစ်ခါကျကျွန်တော်တို့အချင်းလဲကျွန်တော်တို့ကြီးလိုက်တယ် တဆက်တည်းမဟာမုနိဘုရားကြီးကောဘကဥက္ကဋ္ဌဦးမြဝင်ပြောပြတာကစိန်ဖိုးတော်အတင်ဆောင်ရွက်လုပ်ကံနေတဲ့အကြောင်းပါဒီအကြောင်းကိုလည်းပရိသတ်များကနားဆင်ပေးပါအောင်ရှင် နောက်စိန်ဘူးတော့အဟောင်းမှာစင်ကာပူကတူထားတဲ့ကျွန်တော်ရွှေချောင်းဆရာတော်ဘောဘာကျောင်းနေပြီးတော့သူ့ရဲ့တက္ကတက္ကမတွေကစိန်ဘူးတော့ထိတ်မှာစိန်ခုနှစ်ရက်ဒီတူထားပါတယ်အဲ့ခုနှစ်ရက်တဲ့အဲ့ချိန်ကဆိုရင်2000ခုနှစ်ရဆိုရင်တရေဒီကို400လောက်ရှိတယ်အခုဒီစိန်ဘူးတော့မှာဆိုရင်ကျွန်တော်တို့ဒီမဟာမုနိဖရာကြီးဟာလေဆွဲရတနာတွေရှိပါတယ်ဒီလေဆွဲရတနာတွေကဘာကြောင့်လဲဆိုတော့1149ခုနှစ်ကစပြီးမှဒါဘိုးတော်ဘုရုံမင်းရရနဲ့ဒါဖရာကိုပြင့်ပြီးမှရဟန်းရှင်လူပူဇော်ကိုခံခဲ့ဒီလိုပူဇော်တဲ့ န်းထဲမှာအဲ့ချိန်ကစပြီးမှခရီးမှာကျွန်တော်တို့အရန်ရှင်လို့ပြည်သူပေါ့လေကမ္ဘာနိုင်ငံအတိကျလာတဲ့နိုင်ငံကောင်းဆောင်တွေကလည်းဒီမှာအားလုံးပူဇော်တယ်ပေါ့ကျွန်တော်တို့မဟာမုနိဖျားကြီးရဲ့အပူကောင်းတော်မှာတင်းကျစ်တော်ဂိုက်တော်မှာအများလူထမ်းလာတဲ့အဲ့တော်ဟာမြစ်ပရကရွှေဆိုင်ရမြတ်တိတ်အဲ့ရရွှေဆိုင်ပိုင်ရှင်ဒါဥမင်းမောင်ဒေါ်လာမြိုင်တော်ကလှူထားတယ်အဲ့လှူထားတဲ့အတွက်အား၁၄ရည်ရှိတယ်အဲ့၁၄ရည်ကိုရွှေကော်မတီကနေပြီးတော့လှမ်းပြီးသူတို့ကိုအကြောင်းကြားတယ်ကြားတဲ့တော့သူတို့ကလည်းဒီစိန်ပူတော်မှာလှူအပ်တဲ့ဝမ်းမြောက်ဝမ်းသာနဲ့ကျွန်တော်တို့ ဒါကိုလှုပ်လိုက်တဲ့အခါကျဒီစိတ်ဘူးတော့ကလည်းအခုလက်ရှိအနေထားရပြောမယ်ဆိုရင်100%မှာ85ရာခိုင်နှုန်းပြီးတော့ပါပြီဒါစိတ်ဘူးတော့နေတာဒါဘုံကိုးစင်တော့ထီတော်ကတော့ဘုံကိုးစင်ရှိတယ်ဘုံကိုးစင်ကတော့အားလုံးကတော့အပြည့်စည်နေတဲ့အတွဲကျွန်တော်တို့သူ့ဟာကျ7ရက်ငါးလအလုပ်တယ်သုံးပတ်ပဲလှုပ်ရပါတယ်ဒါနဲ့ရွှေပညာရှင်နဲ့ဗရင်ဆရာဥမ္မောင်မောင်နဲ့ကျွန်တော်တို့မြောက်ပင်ကနေပြီးတော့လှုပ်တယ်တာအားလုံးကကျွန်တော်တို့အယောင်တင်ပြပါတယ်ထီတော်မှာဆိုရင်ဒါကုသိုလ်ဓာတာတွေကအများကြီးရှိတယ်သာသနာဝင်တွေတည်အောင်ပေါ့လေဒါကျွန်တော်တို့အဲ့မှာလေ းလာလိုက်တဲ့အခါကျစိန်မုတ်တို့မန္တန်တို့မြမာတို့နောက်တစ်ခါကျကျွန်တော်နိုင်ချစ်ကိုမောင်းပလာရေချာတန်းဆိုခုနှစ်မျိုးရှိတယ်ဒီခုနှစ်မျိုးကဘုံခုနှစ်ဆင့်မှာအားလုံးပါအဲ့တော့ဘာဖြစ်တယ်ဆိုတော့အဲ့ပူဇော်ထားတဲ့ဒီရဲ့ရုပ်တွေပေါ့လေအဲ့ဒါတွေကပေါင်းတော့982ရုပ်ရှိကျန်တဲ့အဲ့ဒါတွေကဖောင်းရစ်တွေရောပါတယ်ဆိုခုနကျွန်တော်ပြောတဲ့ရွှေက26ပိတ်သက်နဲ့ကြက်နဲ့3ရွေးရှိတယ်အဲ့ဒါရဲ့အပေါ်မှာကျွန်တော်တို့စိန်ဘူးတော်ဆိုအလားပါတယ်ဘာကြောင့်လဲဒီစိန်ဘူးတော်ကြီးကအခုကအားလုံးရဟန်းရှင်လူပြည်သူဘူးပေါ့ကျွန်တော် ော်ဂောဘကအဖွဲ့နဲ့ပညာရှင်တွေနဲ့ဩဝါဒနဲ့မလေးတိုင်းဒေသကြီးစိုးရအဖွဲ့အလဲပိုင်းတိုင်းကတိုင်းမှုဒါတိချောက်ပြပြေကောဒီဥက္ခရမျိုးတော်ကဥစီမှာဂောဘကဖွဲ့နဲ့ပေါင်းချပြီးကျွန်တော်တို့လောက်တာအားလုံးကတော့ကျွန်တော်တို့ခုကြီးတော်ကလည်းပြုပြင်ပြီးတော့ရောင်တော်လည်းဖွင့်ပြီးပါပြီတိမ်ပူးတော်ကလည်းကျွန်တော်တို့ခုအတွေးမိုင်းပေါ့လေပြောအမားကန်ဖြစ်အောင်ကျွန်တော်တို့အဲ့ဒါဆက်လက်လုပ်နေပါတယ်ပေါ်လာတဲ့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့လက်ရှိမှန်တာတာကတော့အားလုံးကြီးတော်စိန်ပူးတော်ပေါ့လေဆယ်လာပိုင်းလောက် တင်နိုင်မယ်လို့တော့ထင်ပါတယ်ဖြီတော်နဲ့စိန်ဘူးတော်ကတော့ကျွန်တော်တို့အဆင်သင့်ဖြစ်နိုင်တယ်အပေါ်ပိုင်းမှာဖျားကြီးမှာကျွန်တော်တို့တို့ကကျွန်တော်တို့အောက်ခြေမှာရှိတဲ့မာမုရိဖျားကြီးရဲ့သူ့အနာပါတတရွှေကြောင်းတော်တိုင်ပေါင်း130နဲ့နှလုံးမှာခွန်တတန်ရလက်ခုဟာကျွန်တော်အလူရှင်စွာပေါ်ပေါက်ပါတယ်အလူရှင်ရတဲ့ခုသတင်းစာထဲမှာကြားပြတာဖြစ်ပါလိမ့်မယ်ရန်ကုန်ကနေပြီးတော့ဒေါက်တာနိုင်ထွန်းအောင်နဲ့ဒေါက်တာဘူဝေရင်တို့ကနေပြီးတော့ကျွန်တော်တို့လှူထားတယ်အဲ့ဒါတိုင်က6တိုင်နောက်တစ်ခါစိတ်ဘူးတော်မှာကျွန်တော်တို့လုပ်ဖို့ရွှေသုံးပိတ်တာလှူထားတယ်နောက်တစ်ခါကျဥပဒ ာခပြတ်မှာရှိတဲ့စမြင်အဲ့ဒါလည်းထူထားတာရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဓာရီရလည်းအချောက်ဥတွေပေါ့လေအဲ့ဒါတွေရတဲ့ခုလက်ရှိကျွန်တော်တို့တည်ဆောက်နေပါတယ်ဒါလည်းရဟန်းရှင်လူပြည်သူတို့နဲ့စေနာသရတရားထက်တန်တဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့မဟာမုနိဖျားကြီးကိုလာရောက်ထူထမ်းတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးရှိပါတယ်နောက်တစ်ခုကလည်းကျွန်တော်တို့သာသနာ2500ဆိုရင်မြန်မာနိုင်ငံတရုတ်မြန်မာကုန်သည်ပြန်နေပြီးတော့ကျွန်တော်တို့ကဒါသူတို့ကတည်ဆောက်မှာဖြစ်ပါတယ်ဒါလည်းထူထမ်းသွားပြီဖြစ်ပါတယ် ကောပကဥက္ကဋ္ဌဦးမြဝင်းပြောပြလို့စိန်ဘူးတော်အသေးတင်လူပူဇော်မာနဲ့ပတ်သက်ပြီးတော့ပြပြဆုံဆုံလေးသိရှိဝင်ရခဲ့ပါတယ်ရှင်။ဆက်လက်ပြီးမဟာမုဏိဘုရားကြီးတွင် ပြုပြင်မှုများဆောင်ရွက်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လေကောပကဥက္ကဋ္ဌဦးမြဝင်းကအခုလိုမျိုးပြောပြခဲ့ပါသေးတယ်ရှင်။ ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာပြည့်စည်တာကတော့အားလုံး65နေရာရှိပါအဲ့ဒါတွေကတော့ဒီ6ပြုပြင်တဲ့အပိုင်းကတော့ public area လို့ခေါ်တဲ့ခုနသူဝနာပါတရွှေချောင်းတော်ကြီးကြတော့အတွင်းနဲ့ကာနာကူတီအပိုင်းနေနောက်တခါကျွန်တော်တို့ဒီချောင်းတော်ကြီးရဲ့စင်ပြင်တုတ်တက်ကနေပြီးတော့ဘုံ90ဘုံ90ရမှာကျွန်တော်တို့ကထီတော်ဘုံ90ဘုံ90ပေါ်အောင်မှာကျွန်တော်တို့ကပြစိတ်မှုတော်ပေါ့ဒါကလည်းကျွန်တော်တို့ဘယ်လိုပဲဖြစ်နေတဲ့အခုကစိတ်မှုတော်လုပ်တဲ့ဇကိုင်းကရထောင်ကပညာရှင်တွေကနေပြီးတော့ကျွန်တော်လုပ်ပေးနေပါတယ်အင်မတ တံမလည်းတက်ရပါတယ်ဒါမှမဟုတ်ကျွန်တော်ကျောင်းအောင်မှာရှိတဲ့အခါကျတော့လေကျောင်းတော်ကြီးမှာသူ့နာပါတ်ကျောင်းတော်ကြီးအောက်မှာလည်းပျက်စီးယူရင်းနေတာကိုရဟန်းရှင်လူပြည်သူတွေဖျားဘူးတွေစိတ်ချမ်းသာမှုရအောင်ဒီလျှောက်ပြပြချင်းမြို့တော်ရဲ့ဥက္ခရနေပြီးတော့ကျွန်တော်တို့အရာတွေကိုဂုံးနေထောက်တိုင်နေနဲ့ကျွန်တော်လုပ်တယ်ဂုံးထောက်တိုင်နေလုပ်တဲ့အခါကျွမ်းကျင်တဲ့ပညာရှင်တွေကိုခေါ်ပြီးမှဒီဂုံးနေအဲ့ဒါကိုအိမ်မီလီယံစတိပြားရဲ့နောက်တော့က63ရဲ့ ကျွန်တော်ထောင်ပြီးမှတစ်ဖက်ကိုဓာတ်တွေကိုခိုင်ကြန့်ခိုင်မှုရှိအောင်လုပ်အဲ့ဒါမှတုတ်ပြီးမှတော့ချွေသေးတွေတုတ်ထားပါတယ်နောက်ဒါချွေတင်ငန်းချွတ်တယ်ဆိုတာတော့ဒီလိုပါကျောင်းတော်ကြီးမှာကျွန်တော်တို့ငလျင်မလုတ်ခင်တော့ကချွေရချထားတာအလုံးဟာ28ပိတ်တာရှိပါတယ်သို့တော့ကျောင်းတော်ကြီးကပြိုကျပစ္စည်းမှာကျွန်တော်တို့အစစ်စစ်ဗောလေကျွန်တော်ဩဝါဒလက်ခံယူပါတယ်ချွေရှေးဟောင်းတို့နောက်တကမြန်မာနိုင်ငံအင်ဂျင်နီယာတင်းတို့ဘောပကအဖွဲ့နဲ့ချွေပညာရှင်တွေနဲ့ညီနိုင်ရှိမှာဒါတွေကိုပြန်လဲပြုပြင်ပြီးမှ ျွန်တော်တို့ဒီရွှေတွေကိုရွှေပညာရှင်တွေနဲ့ကျွန်တော်တို့ချွတ်ယူချွတ်ယူပြီးမှဒီရွှေကိုကျွန်တော်မိုက်ထုတ်ရမှာထုတ်ပြီးမှဒီရွှေတွေနဲ့ပတ်သက်ပြီးတက်ကြံတို့ကအားလုံးကျောင်းတော်ပြင်ပပြန်ပြီးရွှေချရမှာဖြစ်ပါတယ်ဒါဒီကြားထဲမှာရွှေတွေကပြည့်စည်သွားမှာကြောက်လို့ကျွန်တော်တို့ကလည်းပြုပြင်ရေးလာမှာလဲဒီရွှေတွေမခွာရင်လည်းပြုပြင်ရတာလဲဆုံးရှုံးမှာကြောက်လို့ကျွန်တော်တို့ကဒါကိုဩဝါဒခံယူပြီးမှကျွန်တော်တို့ကဂောပကဖွဲ့တဲ့ရွှေပညာရှင်နဲ့ပေါင်းဆက်ပြီးမှဒီလိုပဲကျွန်တော်တို့လုပ်ယူလိုက်ပါတာပဲလေကျွန်တော်တို့အနေထားကတော့ကောင်းတဲ့ကောင်းအောင်ပေါ့လေတိုင်နေတဲ့ကြံ့ခိုင်မှုရှိအောင်နောက်ရဟန်း န်းရှင်တို့ပြည်သူတွေတဲ့အန်ဒီရဲ့ကင်းအောင်ဖျားကြီးလည်းကြံ့ကြံ့မှုရှင်းမှုမပြတ်အောင်ကျွန်တော်တို့ကနူမူလာပုံစံလဲမပြတ်စီးအောင်ဆိုပြီးဒီဟာနဲ့ပဲလုပ်ပြီးဒီချွေတွေကိုချော့ချော့ပြီးကျွန်တော်တို့အဲ့ရတဲ့ချွေတွေကိုမိုက်ထုတ်ပြီးမှလိုအပ်တဲ့ချွေနဲ့ပြီးချွေတိုင်းပြန်ချဖို့ကျွန်တော်တို့အစီအစဉ်ရှိပါတယ်ဒါလောက်ရမယ့်အပိုင်းတွေပေါ့ ပရိသတ်များရှင်2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးကြောင့်မဟာမုနိဘုရားကြီးပရဝံအတွင်းမှာရှိတဲ့ပျက်စီးမှုတွေကိုမဟာမုနိဂောပကဥက္ကဋ္ဌဦးမြဝင်းပြောပြလို့ပြည့်ပြည့်စုံစုံလေးသိခဲ့ရပါတယ်။ငလျင်ပြီးလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာမဟာမုနိဘုရားကြီးရွှေသင်္ကန်းကက်လူနေစဉ်ငလျင်လှုပ်သွားတဲ့ရုပ်တံဖိုင်ကိုကြည့်ကြရတော့ဘုရားကိုတော်ကြီးမရောဘာတွေဖြစ်သွားသေးလဲဆိုတာနဲ့ပလင်တော်ကြီးရဲ့အကြောင်းကိုမန်းသူကျွန်တော်ကမေးကြည့်ခဲ့ ဲ့ပါတယ်ရှင်။ဒီအကြောင်းကိုလည်းဂောပကဥက္ကဋ္ဌဥမျှဝင်ကအခုလိုမျိုးပြောပြခဲ့ပါတယ်ရှင်။ ဖျားကြီးမှာဆိုရင်ငကိုကတော့ကျွန်တော်ကြီးချိန်ဟာ၈တန်ရှိတယ်။နောက်ရွှေချတာတာ1984ခုဇာယာဆိုရင်ရွှေက1524ပေါ့။ကိုတို့တန်တဲ့တွက်စီပဲဆိုရင်9.5တန်လောက်ရှိတယ်။နောက်တကချိတ်ဆွဲရတဲ့နာကြ6.5ကီလိုနဲ့ပြောမှဆို65.4လောက်ရှိတယ်။အဲတောင်ချင်အပြည့်တော့ကျွန်တော်ပြောတာ1984ခု။နောက်ဒီနောက်ပိုင်းမှာလုံးဝမပေါင်းရသေးဘူး။မာမုနိဖျားကြီးရဲ့တင်းကျစ်တော်မကိုက်ခေါ်တယ်။မကိုက်တော့ကလှုပ်တဲ့အခါကျတော့အဲ့တင်းကျစ်တော်မကိုက်က ချက်ချင်းတောင်းတယ်အဲ့ဒါကိုချက်ချင်းပြင်လိုက်တဲ့အခါအဲ့ဒါကျွန်တော်မှတ်မိတယ်၁၁ရက်နေ့ကကျွန်တော်ညမ်းစင်တယ်ညမ်းစင်ပြီးမှအဲ့မှာတစ်ခါလဲပြင်လိုက်တာပြင်လိုက်တော့တရထဲနဲ့ပြီးတော့ပါတယ်အဲ့ဒါအကုန်လုံးသိချက်တယ်တော့အဲ့ဒါအဲအပိုက်သုံးပိုင်းရှိတယ်မာမူနီရဲ့ရုပ်ချက်ကဥကောင်းပေါ်မှာဆောင်းထားတဲ့ဥစ္စာသိချက်ကချွေဆက်လက်ပိတ်တာရှိတယ်အဲ့ချွေဆက်လက်ပိတ်ကအဲ့ပေါ်မှာကောက်သွားတာသူကအသားတွေတောင်းသုံးသိနဲ့ဆက်ထားတာပေါက်သွားတဲ့ကချွေအဲ့ဒါကိုသူတို့အလွယ်တကူဖြောင်းလို့ရတယ်အဲ့ဒါတက်မှသွားတယ် အဲ့ဒါတော့ပြဿနာမရှိဘူးပလင်တော်ကဘာမှမဖြစ်ဘူးနော်ပလင်တော်အမြင့်73တော့ရှိတယ်ကိုလိုတွက်မဲ့သူကပေ20ပေပြီး69 69ခွဲလောက်ပဲရှိတယ်ဒီလိုကကြည့်မဲ့ဆိုရင် तू က16ပေလောက်ရှိတယ် तू ကအကျေရအဲ့ဒါလည်းလူထားတာကဝရန်ဥဒထေးတို့လူထားတာရှေ့အဲ့အုတ်တိုက်ကြီးလူထားဥဝေရနော်ဥဝေရဆိုတဲ့အလူတကားလူထားတာအဲ့ဒါတွေကတော့အတွင်းနေတာတော့ပြဿနာဘာမှသိမရှိဘူးဘာလို့ဆိုနည်းနည်းအကြောင်းလေးရှိတာပဲပြင်ရတာအောင်မြင်နေရတာပြိုကျသွားတာဟုတ်တွင်းပိုင်းကြတော့ကျွန်တော်တို့ထိခိုက်မှုမရှိဘူးလားရှိတယ်ဒါအပြေ င်းတော့မညာဘူး။နောက်အဲ့ဒီအားလည်းဘောင်းဆိုတော့ကျွန်တော်တို့ဒုတေရလည်းတင်းနဲ့ကောင်းတယ်။ဒုတေရဆက်ချစ်ပေပတ်လည်းမှာအုတ်စုက6ပေရှိတယ်။ပတ်ပတ်လည်း6ပေပဲ။သူကအမြင့်ရလည်းသိမ့်မမြင်ဘူး။အဲ့တော့သူ့ရဲ့အကျယ်ဝရရက7ပေဒီခွာထားတာ။အဲ့ဆက်နေပေခွာမှာသူကအဲ့ပေါ်မှာသူကတက်ပြီးမှအဲ့မှာဘုံ၅စင်ကိုလာလာပြီးမှခီးတော့တင်ထားတာ။ ဆက်လက်ပြီးမန်းသူကျွန်တော်ကငလျင်ကြောင့်ပျက်စီးသွားတဲ့တာသနီကအဆောက်အဦများကို ပြန်လည်ပြုပြင်လှူဒန်းမှုတွေနဲ့ပတ်သက်ပြီးမေးကြည့်ခဲ့ပါတယ်ရှင်။ဒီအကြောင်းကိုလည်းပရိသတ်များကနားဆင်ပေးပါအောင်ရှင်။ ကျွန်တော်တို့ကဘာပဲဖြစ်နေနေဒါဘရိုမင်းနီးယားကြီးကနေပြီးတော့1149ခုနှစ်ကစပြီးမှလှုပ်လာတိုက်တတာအခုဆိုရင်ကျွန်တော်တို့ရဟန်းရှင်လူပြည်သူပြည်သူတွေပူရတာအင်ပတန်မှဝမ်းမြောက်ပါတယ်အနည်း140လည်းရှိသွားပါပြီဒါကြောင့်မို့လို့အရင်တုန်းကအင်ဂျင်နီယာတွေဆိုတာကျွန်တော်တွေကတွေ့ကြုံရတာတော်တယ်လို့ပဲကျွန်တော်ယူဆပါဘာကြောင့်လဲဆိုရင်ကျောင်းတော်ကြီးမှာဆိုရင်ဘာကန်ကရစ်မှာမပါဘူးအုတ်တွေနဲ့ပဲဒါတိချောက်ထားတာဗျာအပေါ်မှာလည်းမြင်းနှစ်ချက်မှာလည်းအုတ်တွေနဲ့ကျွန်းထုတ်တွေနဲ့သွားလာတာသို့တော်အနည်း140ခိုင်နေတော့ငလျင်ရန်လည်းကျွန်တော်တို့ပြင်းနေ ဲ့အခါကျဒါတွေကလည်းကျွန်တော်တို့ပြည့်စုံမှုတော့ရှိတာပေါ့ဒါတော့မှအားလုံးဟာပြိုမကျဘူးခိုင်မြဲတယ်ရှိအနောက်ဆောင်တန်းဆိုရင်ကျွန်တော်တို့ကဆောက်တာကပထမတချီဆောက်တယ်ဟာရာသီဥတုတန်ကြောင့်မလို့ကျွန်တော်တို့ကမီးလောင်လို့ဒီကလည်းပြက်တယ်ပြက်တဲ့အခါကျမှကျွန်တော်တို့နောက်တစ်ခါဒါ1964ကိုပြန်ဆက်တယ်အုတ်တိုက်အဲ့ဒီဆိုက်တဲ့အခါမှာဆိုင်ကမောင်း58ခန်းနဲ့ဆောက်လို့အခုကျတော့အဲ့ဒီကောင်ကအားလုံးပြိုသွားတဲ့အခါကျတော့ဒါတွေကကျွန်တော်ရှင်းဟောင်းနဲ့ကျွတ်တယ်ပြရတယ်အင်ဂျင်နီယာရောနောက်မြန်မာမှုရောနောက်ဩဝါဒခံရတယ်တိုင်းဒေသကြီးအစိုးရအဖွဲ့ဒါ ာနာရေးနဲ့ယဉ်ကျေးမှုဌာနအလဲပိုင်းတဲ့စစ်တမ်းကြတဲ့ဂေါ်ဘကအပွင့်နဲ့ပေါင်းစပ်ပြီးမှကျွန်တော်တို့ကလုံတဲ့လုံတိုက်တာပြင်းပြင်းပြင်းလိုက်တာကိုအလုံးဆောင်ရွက်ရတယ်။အဲ့မှာလည်းအနောက်ခြေကရှင်သေးကြီးနှကောင်လည်းပျက်စီးသွားတယ်။စမင်းဆောင်လည်းကျွန်တော်တို့ပြက်တယ်။သို့တော်မူရည်အလူရှင်တွေကိုတော့ကျွန်တော်တို့ကပြင်နိုင်ဥစားပေးပါတယ်။ ဘူးကြီးလူရှိတွေကျွန်တော်တို့ကသူတို့ရှိမှအကြောင်းကြားပြီးမေးပြီးမှပဲနောက်ထပ်ပေါ်ပေါက်တဲ့အလူရှိကိုလက်ခံတာပါကုဥပဒါခပြလုတ်သွားတဲ့ဒေါက်တာနိုင်ထွန်းအောင်ဆိုရင်ဘူးကြီးအလူရှိနောင်မဲ့တောင်သူကပြန်ထည့်ပေးပါလေကျွန်တော်တို့ဘိုးကုတ်တမယုံဆိုလဲဘိုးကုတ်ကဥမြအောင်ဒေါ်မိတဲ့သူတို့ကလည်းလာပြီးပြောတယ်မိသားစုနဲ့လုပ်မယ်ဆိုတော့အဲ့ဒါလည်းကျွန်တော်လုပ်တယ်နောက်ဂောဘကယုံပေါ့ဂောဘကယုံကလည်းကျွန်တော်လက်ရှိမှာကြားလဲကြပါပြီ1989ဆိုတော့အနှစ်တရာပြည့်နေပြည့်နေတဲ့အခါကျကျွန်တော်ဂောဘကယုံကလည်းအကုန်လုံးကပျက်စီးသွားတယ်ပျက်စီးသွားတဲ့ကျွန်တော် ့ဩဝါဒခံယူပြီးကိုဘကယုံနဲ့တစ်ဆောင်ရမယ်ဘူကောင်းဓမ္မယုံကလည်းကျွန်တော်တို့ကိုဘကယုံနဲ့မြင်းနဲ့ချင်းဆိုင်ဖြစ်တဲ့အတွက်အဲ့ဒါ1333ခုဆိုတော့တို့တို့ကအနည်း90ကျော်နေပြီသူကလည်းအလူရှင်နဲ့ဆိုတော့ပြုပြင်လို့ရရင်ပြုပြင်ရမှာပေါ့ပြုပြင်လို့မရဘူးကျွန်တော်တို့ကအင်ဂျင်နီယာခေါ်ပြီးမှဒီဇိုင်းဆွဲပြီးမှလုပ်တဲ့လုပ်တိုက်တာပြန်ဆောက်အောင်ကျန်တဲ့ TV တကတိုက်တွေဆိုရင်ကျွန်တော်တို့ကခုပြင်းနေပါတယ်နောက်ပြတိုက်ကတော့73ခုလောက်ရှိပါတယ်ဒီပြတိုက်တွေကအားလုံးလွတ်တာဆိုရင်တို့တို့ဒီနိုင်ငံခြားပြတိုက်ကမြန်မာမှုရဲ့ဒါပဲရှိပါတယ်ကျန်တဲ့ပြတိုက်တွေကအားလုံးက body တွေကအဟောင်းနေဖြစ်တဲ့အခါမျက်နှာချက်တွေကအကုန်လုံးပြုတ်ကြတယ်။ဒါကြောင့်မို့ဓာရီကတော့ဘောဘကဖွင့်နေနေစင်နဲ့ဖြစ်တွေ့ပြီးသက်ဆိုင်ရာအာနာပိုင်းနေနဲ့ကျွန်တော်တို့ကဓာရီရောတောက်လျှောက်နေဦးညာကိုလုံနေရတဲ့အပိုင်းတွေရှိပါတယ်။ နောက်ထပ်မန်သူကျွန်တော်မေးကြည့်ခဲ့တာကတော့မန္တလေးငလျင်ကျောင်းမဟာမုနိဘုရားကြီးကန္နာဂူရီတိုက်တော်ကြီးပြိုကျပျက်စီးမှုနေရာတွေမှာလူအသေးအပြောက်ရှိခဲ့သလားဆိုတာပါဒီအကြောင်းကိုလည်းမဟာမုနိဘုရားကြီးဂောပကဥက္ကဋ္ဌဦးမြဝင်းကအခုလိုမျိုးပြောပြခဲ့ပါတယ်ရှင်အဲ့တော့ body death ဆိုတာကတော့ ဘောရီတက်ကကျောင်းတော်ကြီးအောက်မှာတော့တယောက်မှမရှိပါဘူး။ဆောင်းနာဆိုရင်အခြေဆောင်းနာဥပဒကပြက်က9ယောက်ရှိပါတယ်ဘောရီတက်။ညောင်ဆောင်းနာတောင်ဆောင်းနာနဲ့ကျွန်တော်တို့ဆိုင်ချင်းတွေပေါ့လေပြန်ပြန်ယူတော့မိတာ။အဲ့ဒါကကျွန်တော်တို့ရှိတယ်အားလုံးပေါင်းဒါဘောရီတက်73ယောက်ယောက်ျား2ယောက်နဲ့မိန်းမ71ယောက်ပါ။အဲ့ဒါဘောရီတက်ကျောင်းတော်မှာအပြင်မှာဖြစ်တာလေ။နော်အဲ့ဒါတွေရတဲ့ဘောင်းဆိုတော့နေရလာဖူးတဲ့လူတွေများပါတယ်နော်အဲ့ဒါမျိုးလေးတွေနော်ကျန်တဲ့ဒီချိုင်ရှင်တွေများတယ်ဖျားဘူးကတော့ဒီထဲမှာတော့တရားအောင်မှာ body debt မရှိပါဘူး ပရိသတ်များရှင်2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငံလျင်ကြီးကြောင့်မန္တလေးမြို့ရဲ့စက်တေဆောင်မဟာမုဏိဘုရားကြီးပရဝံတွင်ပြိုကျပျက်စီးခဲ့တဲ့အကြောင်းများနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူပညာရှင်များဂောပကအဖွဲ့များကပြန်လည်ပြင်ဆင်ဆောင်ရွက်လုပ်ကိုင်နေကြတဲ့အကြောင်းတွေကိုပထမပိုင်းအနေနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ထပ်မံပြီးဒုတိယပိုင်းအနေနဲ့မဟာမုဏိဘုရားကြီးအတွင်ဆိုင်ငန်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင် ွက်နေမှုများနဲ့အတူဘန်နာတော်ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်းကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးနားဆင်ပါအောင်ရှင်။နားဆင်သူမိဘပြည်သူအပေါင်းအားလည်းမန်းသူကျွန်တော်ရဲ့ကျွန်တော်တို့မန္တလေးအစီအစဉ်ရဲ့တင်ဆက်မှုတွေကိုနားဆင်ကြရလို့ကျေနပ်နှစ်သက်ကြမယ်လို့မျှော်လင့်မိပါတယ်။နောက်ထပ်လည်းမန္တလေးရဲ့အထင်ကရသမိုင်းဝင်နေရာတွေတိမ်မြုပ်ပြက်ကွယ်လို့နေပါဖြစ်နေတဲ့အမှုပညာရက်တွေနဲ့၁၂လရာသီပွဲလမ်းသဘင်အခမ်းအနားတွေမန္တလေးရဲ့စားစရာတွေကြော်ကြားထင်ရှားလူတီ ီများတဲ့လူပုဂ္ဂိုလ်တွေရဲ့အကြောင်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်းမနက်9:00နာရီအချိန်မှာထုတ်လွှင့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့မန္တလေးအစီအစဉ်ကိုစောင့်မျှော်လို့အပိနာဆင်ပါအောင်ရှင်။နာဆင်သူချစ်ပရိသတ်တွေအားလုံးလည်းကျမ်းမာပျော်ရွှင် အောင်မြင်သောနေ့ရက်ပေါင်းများစွာကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။